ကျွန်တော်ကိုယ်တိုင်လက်သေးနေဆိုပေးမှာအဲကြော်တင်ထားရယ်နော်ကြော်တင်ပြီးွားပြီတေချာလေးအဲ့လိုမျိုးအမ် view တစ်ဆိုင်လက်လေးကိုကင်ပြီးတော့အဲအဓိကကတော့ဒါကတော့ကျွန်တော်ရဲ့ဒါဟိုစီးပွားရေးဆိုပေမဲ့လည်းဟိုဘယ်လိုခေါ်မလဲကျွန်တော်ရဲ့ဒါပရိသတ်တွေကိုဦးစားပေးပြီးဖွင့်ထားတဲ့သဘောမှရှိတယ်ပေါ့နော် ီးတော့ဒီ idea လေးကိုလည်းကျွန်တော်တငယ်ချင်းနှစ်ယောက်ကနေပြီးတော့တို့အာဒီလိုဆိုင်လေးဖွင့်ခြင်းနေဆိုတဲ့အချိန်မှာကျွန်တော်ကစဉ်းစားကြည့်တဲ့အခါမှာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ငါပရိသတ်တွေလည်းခြေသေးလက်သေးလာလုပ်ရင်းနဲ့ငါလည်းတွေ့ရမယ်ဆိုတဲ့ဟိုစိတ်ကူးလေးနဲ့ကျွန်တော်ဖွင့်ပြသွားတာပါခင်ဗျာဟုတ်အဲဒါကျွန်တော်တို့ဒါတငယ်ချင်း၃ယောက်ဖွင့်လက်ထားတဲ့ Left Your Nails Lean Beauty Lounge ပါဒီမှာကတော့ကျွန်တော်တို့အဲဒါလက်သေးခြေသေး manicure pedicure ရမယ်ပြီးရင် eyelash extension တွေရမယ်ပြီးရင်ဒါကျွန်တော်တို့အဲ spa ရမယ်အဲဆိုတော့ဟိုပရိသတ်များအားလုံးပဲကျွန်တော်ရဲ့ဒါချေရတဲ့ပရိသတ်တွေအားလုံးပဲလာရောက်အားပေးပါဒီဆိုင်လေးကတော့ဒါကျွန်တော်တို့အောင်စီရလမ်းရဲ့အနော်ယထာလမ်းရဲ့လမ်းတောင်မှာပါကျွန်တော်ရန်ကင်းမြို့နယ်မှာရှိပါတယ် အဲလာရောက်ခဲ့ပါကျွန်တော်လည်းစိုင်းမာရှိမဲနေရှိပါတယ်ခင်ဗျာဟုတ်တငယ်ချင်းတွေတော့နောက်မှပေါ့เนาะအခုလောလောဆယ်ဒါကျွန်တော်ရဲ့မီဒီယာဆရာဆရာမတွေအကုန်လုံးကိုဒါစိုင်းမာဟိုကျွန်တော်တို့ VIP ကဝယ်ရမယ်ဆိုပြီးတော့ဆွဲခေါ်ထားပါတယ်ပြန်မလွတ်ပါဘူးဒါမီဒီယာဆရာဆရာမတွေအကုန်လုံးအဲအဓိကကတော့ဒါကတော့ကျွန်တော်ရဲ့ဒါဟိုစီးပွားရေးဆိုပေမဲ့လည်းဟိုဘယ်လိုခေါ်မလဲကျွန်တော်ရဲ့ဒါပရိသတ်တွေကိုဦးစားပေးပြီးဖွင့်ထားတဲ့သဘောမှရှိတယ်ပေါ့เนาะ ပြီးတော့ဒီ idea လေးကိုလည်းကျွန်တော်တငယ်ချင်း2ယောက်ကနေပြီးတော့သူတို့အာဒီလိုဆိုင်လေးဖွင့်ကျင်နေဆိုတဲ့အချိန်မှာကျွန်တော်ကစဉ်းစားကြည့်တဲ့အခါမှာဟုတ်ပြီအဲဆိုလို့ရှိရင်တော့ငါပရိသတ်တွေလည်းခြေသေးလက်သေးလာလုပ်ရင်းနဲ့ငါလည်းတွေ့ရမယ်ဆိုတဲ့ဟိုစိတ်ကူးလေးနဲ့ကျွန်တော်ဖွင့်ပြသွားတာပါခင်ဗျာကျွန်တော်ရှိတယ်အဲ့လိုမျိုးနေတိုင်းတော့မထိုင်ပေမဲ့လည်းကျွန်တော်လာအားတဲ့ရက်မျိုးဆိုလို့ရှိရင်ကျွန်တော်ဆိုင်မှာပဲရှိနေမှာပါဟုတ်ပါအဲအခုမှစလို့ဒီဆိုင်ဖွင့်တဲ့ link ဒီ left your nails ကိုဖွင့်တဲ့အချိန်မှာဒါကျွန်တော်က ကျွန်တော်ရဲ့ effort ဒီ percentage နည်းနည်းပဲပါတယ်ကျွန်တော်ရဲ့တငယ်ချင်း share 2ယောက်ကသူတို့တေချာ effort ထုတ်ပြီးတော့လုပ်ထားတာပေါ့အစားဆုံးဒီ decoration မိုင်းနေရောပြီးတော့ဒီ business board package တွေဘယ်လိုရောင်းမယ်လို့ဘာလို့ညာတို့ကသူတို့က business business idea တွေကသူတို့ဆီကနေလာတာပေါ့နော်အဓိကကတော့ကျွန်တော်ကကြတော့ဒီဟိုကျွန်တော်ပြိသက်တွေလာတဲ့ခါကြလို့ရှိရင်သူတို့ခြေသေးလက်သေးလှလှလေးပြင်လို့ရမယ်အဲပြီးလို့ရှိရင်ကျွန်တော်နဲ့လည်းတွေ့ရမယ်ဆိုတဲ့ဟာမျိုးပေါ့ အဓိကတော့ဒါ business အကြီးတော့မဟုတ်ပေမဲ့အဓိကကျွန်တော်ပြိသက်တွေအတွက်ဆိုပြီးတော့ဥတီပြီးတော့ဟိုဟိုပါပြစ်သွားတာပေါ့နော်ဟုတ်ကျွန်တော်ဒီဆိုင်ခွဲတွေလည်းကျွန်တော်အဲအများကြီးဖွင့်ကျင်သေးတယ်အဲပြီးတော့တခြားပေါ့နော်ကျွန်တော်စဉ်းစားထားတာတွေကကျွန်တော်ပြီးတော့အဲ့လို premium tea shop ပေါ့လဖေးဆိုင်ကောင်းကောင်းလေးလည်းကျွန်တော်ဖွင့်ကျင်တယ်အဲဒါပေမဲ့အခုချိန်မှာဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဥဆောင်နိုင်ဖို့အရင် အချိန်မပေးနိုင်သေးဘူးဖြစ်နေတဲ့ခါကျတော့ဒါကျွန်တော်တငယ်ချင်းတွေရဲ့ဟိုဥဆောင်မှုပဲကျွန်တော်လိုက်နေရတာများရပေါ့ဟုတ်အခြေအနေရပဲအခုအခြေအနေကတော့ကျွန်တော်ကတော့လေဟိုကျွန်တော်ကအနုပညာလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတော့လုပ်ကင်လာခဲ့တာဆယ်စုနှစ်တခုကြော်ခဲ့ပြီဆိုတော့ကျွန်တော်စီးပွားရေးတေချာလုပ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လေအဲဒီ production mind နေကျွန်တော်လုပ်ရင်လုပ်ဖြစ်မယ် ဒီအနုပညာနဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့ဒါတွေ bike ကိုပဲကျွန်တော်ဒီ industry ရဲ့မှာပဲကျွန်တော်လုပ်ဖြစ်လုပ်ဖြစ်မှာဒါကြတော့ကျွန်တော်ခုနပြောသလိုပဲဟိုပြောရင်ယုံမှာမဟုတ်ပြိသက်တွေအတွက်ဆိုပြီးတော့ဥတီပြီးတော့ကျွန်တော်ကဝင်ပါပြစ်တာအဓိကကတော့ဆိုတော့ဟိုနောက်ပိုင်းလှုပ်ချင်တဲ့ဟာတွေတော့အများကြီးရှိတာပေါ့နော်ခုနပြောသလိုကျွန်တော်အချိန်မပေးနိုင်သေးတဲ့အခါကျတော့ကိုယ်တိုင်ဥမဆောင်နိုင်သေးတဲ့အခါကျတော့ ဟိုလုတ်ဖို့ကလည်းအဲ့လိုကြန့်ကြာနေတာမျိုးလေးဖြစ်နေတာပေါ့ဟုတ်ဟုတ်ဟုတ်ဘာကြောင့်လဲဆိုတော့ဒါလေးဆိုလို့ရှိရင်ကျွန်တော်ခုနတွေးထားတာလေးတစ်ခုပေါ့နော်အော်လို့ငါဒီလိုဆိုင်လေးဖွင့်နေဆိုလို့ရှိရင်လို့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဟိုတနက်ရှင်းရှင်းတသက်ရက်နေရတာကိုကျွန်တော်သဘောကျတဲ့သူသဘောကျတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကျွန်တော်ပြိသက်တွေကျွန်တော်အနီးနားမှာရှိတဲ့ပတ်ဝန်းကျင်ကလူတွေအဲကျွန်တော်အတိုင်းဝိုင်းနေအကုန်လုံးကိုလည်းကျွန်တော်ကအဲ့လိုတနက်ရှင်းရှင်းတသက်ရက်လေးလှလှလေးကျွန်တော်နေစီခြင်းတာနေစီခြင်းတာဆိုတော့ ဟိုသူတို့ OB တနေကုန်အလုပ်တွေလုပ်ကြရတယ်ဟလာဟိုမျိုးစုံပဲပေါ့နော်လုပ်ကြတဲ့ခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းဟိုရုပ်ရှင်ရိုက်နေတဲ့ခါမှာဆိုလေလက်ကပေသွားတတ်တယ်ခိုင်ကြလို့ရှင်ကြာလာလို့ရှင်တမာလေးတတ်တတ်တယ်ဆိုတော့ဟိုအဲ့လိုမျိုးဖြစ်လာတဲ့ခါမျိုးကြာလို့ရှင်ကျွန်တော်တို့ဒါအာ left your nails ကနေပြီးတော့တာဝန်ယူပြီးတော့အဲ့ဒါလေးတွေကိုကျွန်တော်တို့လုပ်ပေးခြင်းတာဆိုတော့လှစီခြင်းနဲ့ဟိုရည်ရွယ်ချက်နဲ့ပေါ့ဟုတ်ပေးမှာပေးမှာပေးမှာကျွန်တော်အဲ့ဒီဟာကြီးတွက်လဲကျွန်တော်ရဲ့ဒီ share တငယ်ချင်းနှစ်ယောက်နဲ့ share ရှင်တငယ်ချင်းနှစ်ယောက်နဲ့ကြော်သေးချာတိုင်ပင်ထားရတယ်ကျွန်တော်ရဲ့အတိမိတ်ဆွေဆိုလို့ရှိရင် percentage တခုလုတ်ပေးပါဆိုပြီးကျွန်တော်အသေးချာမှာထားပါတယ်ဟုတ်ကဲ့ကျွန်တော်ကဟိုဟိုအဲ့လိုလေးလာစေချင်တာကျွန်တော်ပြိသက်တွေဘာကြောင့်လဲဆိုတော့လာရဲဆိုလို့ရှိရင်လဲကျွန်တော်ခုနပြောဆို shooting အားရရဆိုရင်ကျွန်တော်တွေ့ရတယ်ပေါ့နော်ဟိုထားပါတော့ပွဲကြီးတွေမှာကျွန်တော်တွေ့ရတာတက်စားလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ AC လေးစကားပြောလို့ရတယ်ကျွန်တော်ကိုယ်တိုင်ဟို service ပေးမယ်ပေါ့နော်တခါလေး sometimes yeah 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 အဲ့လိုအဲ့လိုမျိုးလာတဲ့ခါကျလို့ကျွန်တော်ရှိနေတဲ့ခါကျလို့ရှိရင်ပေါ့ကျွန်တော်ကိုယ်တိုင်လက်သေးနေစိုးပေးမှာအဲကြော်တင်ထားတယ်နော် ကျော်တင်ပြီးွားပြီတေချာလေးအဲ့လိုမျိုးအမ်မြူးတစ်ဆိုင်လက်လေးကိုကင်ပြီးတော့တခါတည်းကျွန်တော်ရမ်းမြန်တယ်ကျွမ်းကျင်သွားပြီလှုပ်ပေးမှာမလှုပ်မလားအခုတခါတည်းအဲအဲဆိုးတဲ့ကောင်လေးလက်ခမ်းနီလည်းမဟုတ်လက်သေးနီအမိုင်းဘိုင်းဘိုင်းကျွန်တော်ပရိသတ်လေးဒါပါဒါပါဒါပါကျွန်တော်ပရိသတ်တွေကလည်းချစ်ကြပါတယ်အဲ့လိုကျွန်တော်လည်းချစ်တယ်အဲ့လိုတကယ်ဆိုပေးမှာဟို ဒီက professional ဟိုဟိုဆိုးပေးတဲ့သူတွေလိုမျိုးမလာရင်တော့မသီးခံပြီးတော့ကျွန်တော်ကျွန်တော်ဆိုးပေးတာကိုအဲ့လိုမျိုးဘေးတွေတော့ပေပွားရင်ပွားမှာပေါ့ကျွန်တော်ဆိုးပေးရဆိုဟုတ်တယ် booking ယူရမှာဒါပေမဲ့ကျွန်တော်ပြိတက်တွေအကြာကြီးမဆောင်ခိုင်းဘူးကျွန်တော်အရန်မြင်နေတချောင်းအောင်တစ်ချက်ပဲเนาะလာခဲ့เนาะ left your knees เนาะရန်ကင်းမှာရှိရေเนาะတစ်ချက်ပဲဆုံးမှာအဲ့ဒါဟိုကကျွန်တော်ရဲ့အာနုပညာအဲအဲ့လိုပြရမယ် ပရိသတ်များအားလုံးပဲအခုဒါမြန်မာနှစ်သစ်တကြံမှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နှစ်သစ်ပါအဲ့တော့နှစ်သစ်မှာအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့လူရင်းဆန္ဒရဲ့တလုံးတော့ပြည့်စုံကြပါစေကျွန်တော်တို့ရဲ့ Love Your Nails နော် Link Beauty Lounge ကိုလည်းလာရောက်အားပေးပါလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ